ဆက်တာဗီကိုအသင်းကို၄ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်လာလီဂါချန်ပီယံမျောလင်းချက်ကိုမြင့်တင်နိုင်ခဲ့တယ်လို့နိုင်ငံတကာပွဲတွေပြီးမှဘာစီလိုနာအသင်းပိုကောင်းလာမယ်လို့လီဝန်ဒေါစကီကပြောကြားခဲ့ပါတယ်ဘာစီလိုနာအသင်းဟာစီဗီလာနဲ့ရီယယ်ရိုကိုရှုံးနိမ့်ခဲ့ပြီးနောက်ချန်ပီယံလိမှာကလပ်ဘရုနဲ့၃ဂိုးစီတည်ရေးကြခဲ့တာကြောင့်ခက်ခဲတဲ့ကာလကိုဖြတ်သန်းခဲ့ရပါတယ်။ဒါပေမဲ့တနင်္ဂနွေနေ့ညကဆက်တာဗီကိုအသင်းကိုအဝေးကွင်းမှာအနိုင်ရခဲ့တာကြောင့်ဘာစီလိုနာအသင်းဟာလာလီဂါမှတ်ပေးစရာထိတ်ဆုံးကရီယယ်အသင်းနဲ့၃မှတ်အကွာကိုရောက်လာပါတယ်။ ဆယ်တာဗီဂိုနဲ့ပွဲမှာတိုက်စစ်မှုလီဝန်ဒေါစကီယာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။အဆိုပါပိုလန်တိုက်စစ်မှုဟာအခုရာသီမှာလာလီဂါသွင်းကို9ဂိုးသွင်းယူထားပြီးအခြားသောဘာစီလိုနာကစားသမားတွေထက်ပိုများနေပါတယ်။ဒီဟက်ထရစ်ဟာလီဝန်ဒေါစကီအနေနဲ့လာလီဂါမှာသူ့ရဲ့တတိယအကြိမ်မြောက်ဟက်ထရစ်ဖြစ်ပြီး2024ခုနှစ်မှာအလာဗက်စ်နဲ့ဗလင်စီယာတို့ကိုသွင်းယူခဲ့ပူပါတယ်။ 2022-23ရာသီစတင်ချိန်ကစပြီးသူ့ရဲ့လာလီဂါတွင်းကို86ဂိုးဟာအခြားဘယ်ကစားသမားထက်မဆိုပိုများနေပြီးအနည်းဆုံး26ဂိုးပိုသွင်းထားပါတယ်။အိုဆာဆူနာကစားသမားဘူဒီမီယာကဂိုး90နဲ့ဒုတိယနေရာမှာရပ်တည်နေပါတယ်။လီဝန်ဒေါစကီကတော့လာမက်အားလဲရက်တွေမှာအကောင်းဆုံးအသုံးချနိုင်မယ်လို့မျှော်လင့်နေပါတယ်။လီဝန်ဒေါစကီကကျွန်တော်တို့အရန်ပြောပါတယ်။ဆန်တာဗီဂိုဟာကျွန်တော်တို့သွားကစားရတိုင်းအမြဲတမ်းခက်ခဲတဲ့နေရာပါ။ အခုတော့ real နဲ့အမှတ်ကွာဟာတာနည်းနည်းလေးပဲကြံမာတော့တယ်ဒုတိယပိုင်းမှာကျွန်တော်တို့ဟာပွဲကိုပိုပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ပထမပိုင်းမှာတော့ setter vigo ကဂိုးတွေလွလွယ်ပဲတွင်းနိုင်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့နားယူဖို့အချိန်နှစ်ပတ်ရပါတယ်ကျွန်တော်တို့ပြန်လာတဲ့အခါအများကြီးပိုကောင်းအောင်ကစားသွားမှာပါလို့ပြောကြခဲ့ပါတယ်ဘာစီလိုနာအသင်းဟာနိုင်ငံတကာပွဲစဉ်ပြီးနောက်နိုဝင်ဘာလ22ရက်နေ့မှာဘီလ်ဘာအိုနဲ့အိမ်ကွင်းပွဲကစားမှာဖြစ်ပြီးတော့နောက်3ရက်အကြာမှာချယ်လ်ဆီနဲ့ချန်ပီယံလိပွဲကစားမှာဖြစ်ပါတယ်ရှင်